ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာကိရဝိုင်းဒီတရားရှိတော်ဖရာမြောက်ဘက်ဆောင်ထဲမှာပြည်နေဟောနေတယ်ဆရာထိုက်အောင်ဝေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသာသမီများအတွက်17ရက်6လကနေပြီးတော့18ရက်6လအတွင်းတပတ်တွင်းမှာကြုံတွေ့ရမယ်ကကြမအကောင်းဆုံးကိုဒေရော့ကပ်ပြနမိတ်ဖတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်တနင်္လာသာသမီတွေကတော့ဒီကာလမှာအလုရှောက်ထားတဲ့သူဆိုတော့အလုတွေရပြီပေါ့နော်ဒါပြီးတော့အလုနဲ့ပတ်သက်ပြီးတော့ ကြိုးစားရတာဒီကာလမှာအောင်မြင်မှုအသီးပွင့်တွေရတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ရွေးရဆက်သွေးတွေရတာကြီးကဲသူတွေအကူအညီရတာအဲ့လိုမျိုးတွေလည်းကျွမ်းဝတ်တယ်ပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးဒီကာလအထုကံကောင်းနေတယ်ဒီပေါက်ကဲသူမျိုးနမကဲသူမျိုးဝေးတွေဝင်တတ်တယ်နော်ဘိုးတဲ့ကြောက်မဲ့တဲ့လည်းဝင်တတ်တဲ့ကာလလည်းဖြစ်ပါတယ်ကိုယ်ရဲ့မိတ်ဆွေတွေမှာအင်္ဂါသားသမီး တနေ့လာသားသမီးစီရင်တော့ဘယ်လိုစိုက်ဖို့လိုလဲသူတို့နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အလုပ်တွေလုပ်လို့တလားပြတ်သွားတတ်တယ်စောင့်တူးမှုမပြတ်သွားတတ်တယ်သူတို့ကြောင့်စိတ်ဆင်းရဲစရာတွေကြုံရတတ်တယ်နေအိမ်နဲ့ပတ်သက်ပြီးတော့ဒီကလာမှာအပြောင်းအရွှေ့တွေရှိပါတယ်အဲ့ဒီအပြောင်းအရွှေ့တွေကလည်းကောင်းသောအပြောင်းအရွှေ့တွေဖြစ်ပါတယ်ပြီးတော့ ဂျမိုင်းညံ့နေတဲ့မိခင်တွေရှိတယ်ဆိုရင်လည်းဒီကာလမှာဂျမိုင်းပြန်လည်ကောင်းမွန်တဲ့ကာလလည်းဖြစ်ပါတယ်နလန်ပြန်ထပါကာလပေါ့နော်သားသမီးနဲ့ပတ်သက်လာရင်တော့ကလေးတွေသွားဒုက္ခပေးတတ်ပါတယ်နော်ဒီကာလမှာတော့တင်းလာသားသမီးရဲ့အနောက်ရှက်ရန်သူကတော့အမျိုးသမီးတွေဘာပဲသူတို့ကသူတို့ကြောင့်ကိုယ့်ရဲ့ဂုဏ်သိက္ခာကြမယ် နော်ကိုယ့်ရဲ့အလုပ်ကို တိကျတဲ့တဲ့ view site ပို့ဖို့လိုပါတယ်ငွေဝယ်တဲ့တတိယသာသမီများဖို့ကတော့နော်ချစ်သူနဲ့အဆင်မပြေဘူးပြတ်သွားပြီးတော့အတစ်တယောက်ထတွေ့မဲ့ကာလလည်းဖြစ်ပါတယ်အိမ်တော်ရှင်များဖို့ကတော့အိမ်တော်ဘက်နိုင်ငံခြားနဲ့ပတ်သက်တာဆက်သွယ်ထားတာတွေအဆက်သွယ်ရမယ်ကာလလည်းဖြစ်ပါတယ် ကျမရင်းနဲ့ပတ်သက်ပြီးတော့ byte အထူးသဖြင့် u ပေါ့နော်ဒုက္ခပေးတဲ့ကာလလေးဖြစ်ပါတယ်ဒီကာလမှာကိုယ့်ရဲ့အတွေးအကြုံတွေဟာမှန်ကန်နေပါတယ်ဟိုကအောင်မြင်ခြင်းစိတ်တွေများနေတယ်ကြီးပွားလို့စိတ်တွေများနေတဲ့ကာလလေးဖြစ်ပါတယ်နော်ကြိုးလဲကြိုးစားလဲပေါ့နော်အဲ့တော့ပညာရေးနဲ့ပတ်သက်လာရင်လည်းအဲကျွန်တော်တို့စုတူဂုံလူတွေရတဲ့ကာလလေးဖြစ်ပါတယ်နောက်ပြီးတော့ အင်တာဗျူးဖြေတာလို့ရဆိုရင်လည်းအင်တာဗျူးအောင်တဲ့ကာလလည်းဖြစ်ပါတယ်။နောက်ဆရာသမားတွေပတ်သက်လာရင်လည်းဆရာကောင်းသမားကောင်းတွေတွေ့မဲ့ကာလလည်းဖြစ်ပါတယ်။ဒီကာလမှာတနင်္လာသာလူပြားဘုရားတော့ကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့ကြိုးစားမှုအတီးပွင့်နေရမဲ့ကာလလည်းဖြစ်ပါတယ်။အထူးသဖြင့်ပေါ့နော် အကိုဒီကြီးကဲသူတွေကိုကြီးမစားမယ်နောက်ပြီးတော့ရဝေးရနေတော့အဆက်အသွယ်တွေရမယ်ကာလလည်းဖြစ်ပါတယ်အဲ့တော့အလုပ်ကိုကျွန်တော်တို့ပြည်ပြည်စည်စည်လေးစူးစမ်းမယ်ဆိုရင်တော့ပိုပြီးအောင်မြင်မဲ့ကာလလည်းဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ဝင်ငွေထွက်ပေါ့နော်ထွက်ငွေတွေများနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဝင်ငွေအနှဲငယ်နေသွားတတ်တယ်ထွက်ငွေတွေ များနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကိုယ်မှရှိတဲ့အညာလေးပြပြတော့ဖို့အတွက်ကို Facebook အဝိုင်းလေးတွေပေါ့နော်အဲ့ဒါကလေးတငယ်လေးတွေကိုဒါနပြုပြီးကြွေးပါဇူတော့မှာအဲ့လိုမျိုးဒါနပြုကြွေးလိုက်မယ်ဆိုရင်ကိုယ်မှခက်ခဲနေတဲ့ခက်ခဲတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ